ဟယ်လိုအားလုံးပဲမင်္ဂလာပါဘိုးမချန်းကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့ကနယူကာဆင်နဲ့အာဆင်နယ်တို့ရှင်ပြိုင်ကစားတဲ့ပရီးမီးယားလိပွဲစဉ်6မှာတော့အာဆင်နယ်ကနောက်ကျသွင်းကိုဒီနဲ့တကူနကူဆိုတဲ့ရလနဲ့အဝေးကွင်းမှာ အနိုင်ရတယ်ပေါ့လေနယူကာဆယ်ကတော့ကျွန်တော်တို့က34မိနစ်မှာပဲတောင်းကန်ဘောကနေတဆင်ဒါရှော့ပါစလီဒီပင်းနေနစ်ဝေါ်တာမာရာကကျွန်တော်တို့ဥဆောင်ကိုသွင်းနေအာဇနေဘက်ကတော့ကျွန်တော်တို့တော်တော်ကိုကောင်းတဲ့ကန်ချက်ဒီနစ်ပုတ်အရင်ကောင်းခဲ့လို့သူတို့ဥပြန်ပြီးတော့ချီပါကိုဒီပါတယ်ကျွန်တော်မရခဲ့ဘူး မရခဲ့ပဲနဲ့ဒုတိယပိုင်းမှာလူစားဝင်လာတဲ့ Merino က84မိနစ်မှာ Rice ရဲ့ဖြစ်တင်မှုခေါင်းကောင်းနာနာပပကိုတိုက်သွားတာနော်ဟိုပြီးလို့ရှင် Gabriel ကလည်းပဲ ODK ရဲ့ down gun ပေါ်ကိုကျွန်တော်တို့က96မိနစ်မှာဟိုဒန်ဘန်တို့ဘာတို့နော်လူအကျက်ကြီးကြားထဲမှာအရာဆွဲထားတဲ့နေထားကနေဒီစင်ရအောင်တိုက်သွားပြီးတော့12ဆိုတဲ့ရလက်နဲ့ကျွန်တော်တို့က9နဲ့ Arsenal ကဒီဘက်မှာ အာဆင်နယ်နဲ့ပတ်သက်လို့ရှင်ဟိုဘာကြောင့်မြန်အထိုက်တန်ဆုံးနိုင်ပွဲလို့ဘာလို့ခေါင်းစဉ်တွေတက်ထားရလဲဆိုတော့အကြောင်းရင်းတွေကျွန်တော်ရှိတယ်အကြောင်းရင်းတွေကျွန်တော်ရှိတယ်เนาะဆိုတော့အာဆင်နယ်ကဒီပွဲနိုင်တဲ့အခါကျတော့လီဗာပူးသင်းတို့ဘာလို့ကခရစ်စတယ်ပဲလစ်ကိုရှုံးခဲ့တဲ့အချိန်ဒီမျိုးမှာဒီအာဆင်နယ်နေနဲ့လီဗာပူးသင်းနဲ့အမှတ်ပြန်ပြီးတော့ကက်လာနိုင်ပြီပေါ့လေပြီးခဲ့တဲ့နေ့ကချဲလ်စီတို့ရှုံးနေယူနိုက်တက်တို့ရှုံးနေမန်ချက်စတာစီးတီးပဲနိုင်ပြီးတော့ဒါလီဗာပူးသင်းရှုံးနေစပါးတို့ဘာလို့တည်ရကြတယ်ပေါ့နော်အဲ့လိုအနေထားမျိုးဒီမှာအာဆင်နယ်နေနဲ့ဒီနေ့ပွဲမှာအနိုင်လိုကိုလိုအပ်နေတာသူတို့ပြင် ဟိုတိုင်တရေ့စ်မှာသွားနေတဲ့အဆင့်တနေရာကလေဘာဦးသင်းအမှတ်ရော့နေတာကိုသူတို့တတ်နိုင်သည်များပေါ့နော်ကျွန်တော်အမှတ်ကတ်အောင်ပြန်လှုပ်ဖို့လိုတာရှေ့မှာဆိုရင်သူတို့ငါးမှတ်တိကွာထားတယ်အဲ့ဒါကိုသူတို့ပြန်ပြီးတော့အမှတ်ချုပ်နိုင်မှုလိုတယ်အဲ့တော့ဒီပွဲမှာညူကာဆယ်ကွင်းကဘာလို့မလွယ်ဘူးဗျာအာဆင်နယ်အတွက်ဒီ new car sale ကွင်းကိုကျွန်တော်လာကစားတိုင်းမှာတော်တော်လေးကိုအခက်ခဲကြီးကျွန်တော်တွေ့တယ်ဒီပွဲမှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီတိုင်းပဲအဲ့ဒီတော့ဒီပွဲမှာနော်အာဆင်နယ်နေနဲ့မဖြစ်မနေကျွန်တော်ဒါကစားရင်းနဲ့နောက်ဆုံးတော့အနိုင်ရတယ်1 2ဆိုတော့ကျွန်တော်ရလတ်နဲ့ဆိုတော့ နစ်ပုတ်တို့ဘာလို့နျူကာဆယ်လိုနဲ့ပတ်သက်လို့ကျွန်တော်အရင်ဆုံးပြောကြည့်အောင်နီးပြဒီအဲဒီဟောင်းအတွက်တော့ယာဒီအစတဲ့အနေထားမျိုးတွေမှာဘလူးမန်အချင်းကြီးကောင်းမနေဘူးလို့ကျွန်တော်ပြောလို့ရတယ်เนาะဒါနဲ့စကားမဆက်ကျွန်တော်တို့ဒါညီကတို့ဒီပွဲရဲ့ဗောနောဒါအကောင်ဆုံးကစားမကဘသူဖြစ်ခဲ့တဲ့နေလို့ကျွန်တော်ထင်ကြတယ်เนาะနစ်ပုတ်ပဲလားဂါဘရီယယ်ပဲလားဒက်ကန်ရိုက်ပဲလားဒါနောက်ထပ်ကဂျန်ဘန်ပဲလားညီကတို့ဘသူလို့မြင်ကြလဲเนาะဒါပုံလေးတွေပြေးကြပါအောင်ဆိုတော့ကျွန်တော်ဒါလည်းရှိမှာပူးစလေးကျွန်တော်လောက်ထားတယ်ဆိုတော့ညူကာဆယ်က ယာလီစားတဲ့နေခါမျိုးတွေမှာသူတို့တော်တော်လေးကိုအခက်အခဲတွေသူတို့တွေ့နေတယ်ဗောနော။ဒါ6ပွဲကစားပြီးတဲ့နေထားမှာကာဆယ်ကတပွဲပဲနိုင်ပြီးတော့3ပွဲတည်2ပွဲရှုံးထားတယ်။တိုက်စစ်က၄ကိုခန်းစစ်ကသူတို့5ကိုဒီကျွန်တော်ပြန်ပေးထားရင်ね6မက်ပဲကျွန်တော်ရသေးတယ်။6ပွဲမှ6မက်ဆိုတော့နျူကာဆယ်တွေဘလူးမန်အကောင်းဆုံးအနေထားတွေဟုတ်မနေဘူးလို့ကျွန်တော်ပြောလို့ရတယ်။ပြီးခဲ့တဲ့ယာတီကလည်းနျူကာဆယ်ကဒီလိုပဲ ရာသီစတဲ့နေသားမျိုးတွေမှာဆိုလို့ရှိရင်သူတို့အကောင်းဆုံးပုံစံမဆနိုင်ဘူးသူတို့တော်တော်လေးတိုင်ပတ်တယ်။ဒါပေမဲ့လို့နောက်ပိုင်းကျတော့အချင်းတွေဘာတွေကောင်းနေတဲ့ Champions League ဝင်ခွင့်တွေဘာတွေကျွန်တော်ရသွားတယ်။ဒါပေမဲ့ဒီမှာဆိုလို့ရှိရင် E-set တို့ကိုသူတို့လက်လွတ်ထားတာတို့တကယ်အပြောင်းလဲတွေရှိထားတော့တိုက်စစ်မှာလည်းပဲအစ်စ်ဝယ်ထားတဲ့ Nick တယောက်ပဲကစားနိုင်သေးတာ။သူတို့ဒီဘာလဲဒီ Wizard တို့ဘာတို့ကမကစားနိုင်သေးဘူး။အဲ့တော့တိုက်စစ်မှာလည်းအပြောင်းလဲက Center Forward 66ဆိုလို့ကျွန်တော်သာထားပါတော့ဗျာ။ Usula တို့ကျွန်တော်ရှိမယ်။လုံးဝ First Line နဲ့မရမယ့်ကစားမားတွေ။ ်ဝယ်ထားတဲ့အီလန်ကာတို့ပါတို့ကလည်းတောင်မန်ကစားမတွေဆိုတော့နစ်တယောက်ပဲကျွန်တော်အားကိုးရတဲ့အခြေအနေမျိုးဒါကူနစ်ကဂူရီပါတယ်ကျွန်တော်ရအောင်သွင်းသွားတယ်ဆိုတော့တရားစီလုံးအနေထားနဲ့6ပွဲကစားပြီးတဲ့အနေထားမျိုးမှာနျူကာဆယ်ရဲ့အကောင်းဆုံးပုံစံကြီးကျွန်တော်မတွေ့ရသေးဘူးဆိုတော့ကာဆယ်အတွက်ဒီဘွဲမှာကျွန်တော်တို့ဘာလို့ဂိုးဘောက်ကန်တူမူတို့၈ကြိမ်ရှိတယ်၃ကြိမ်ဂိုးဘောက်တက်ရင်လည်းကျွန်တော်တကူပဲကျွန်တော်ရတယ်ပေါ့နျူကာဆယ်ရဲ့အဓိကကျွန်တော်ဘယ်လိုပြောမလဲဒီ threat တီကိုကျွန်တော်ကြည့်ရင်အမြင်ဘောတွေကနေပဲသူတပင်းကျွန်တော်အနေနဲ့ပေါ့နော် down gun ဘောတွေကနေပဲကျွန်တော်ဒါသူတို့ကကောင်းကောင်း threat လုပ်နေတာ counter attack တီဆိုလို့ရှိရင်လည်းအဲ့လောက် anti အများတဲ့အလုံးတွေကျွန်တော်ပေါ့နော်အဲအများကြီးမရှိခဲ့ဘူးကျွန်တော်တို့ဒီ jacob mafia တလုံးပဲရှိခဲ့တာဒါတော့မှ dragon rise ရအောင် like block ရင်းနေပေါ့နော်သူတို့ဒါ rise ကောင်းလို့ပေါ့ဗျာအဲ့လုံးလေးကျွန်တော်တက်တာသွားတယ်ဆိုတော့ကြောင့် newcastle အတွက်ကတော့ဒီပွဲမှာ blue man အချီနီကထင်တဲ့လောက်ထိအဆင်မပြေခဲ့ဘူးဒါပေမဲ့အိမ်ငွင်းဆိုတဲ့အတွက် ပရိသတ်တွေအားပေးမှုတွေနဲ့တကယ်ခက်ခဲခက်ခဲတော့ပြီးလို့ရှိရင်ကျွန်တော်တို့က aggressive ဖြစ်ဖြစ်တုံ့ပြန်ခဲ့ရင်းနဲ့ Arsenal ကိုအနိုင်ရလို့နီးပါးတွေသူတို့အချိန်ကြီးကောင်းခဲ့တာဒါပေမဲ့လည်းလို့ခန်းစစ်ကို၅ရောက်ပိတ်သွားတဲ့အချိန်ကြီးမျိုးမှာဒီ Liverpool တို့ဘာလို့ကစားမတွေကျွန်တော်တို့ injury ပြဿနာကြောင့်လဲလဲရတော့အဲ့ဒီဘက်ချမ်းကြီးက Blueman ကိုအဆင်မပြေတော့ဘူး Liverpool တို့ရဲ့ဘက်ချမ်းမှာသူတို့ဒီအမြင်ဘောတွေလောက်ပဲအချိန်ကြီးကောင်းတာကာဆယ်ကဘာလို့လဲဆိုတော့ဒီဝင်လာတဲ့ Lascelles တို့ဘာလို့က အမြင်ပေါ်ကောင်းနေကြစားမယ်တော့ ground body မှာဆိုလို့ရှိရင် blue man ကိုအခြေအနေမကောင်းတော့ဘူးအဲ့တော့ Newcastle အနေနဲ့ပေါ့နော်ဒီပွဲမှာသူတို့အကောင်းဆုံးကျူးပန်းခဲ့ပြီမဲ့လို့ Arsenal ကို blue man မတားနိုင်ခဲ့ဘူးပေါ့လေဆိုတော့ Arsenal နဲ့ပတ်သက်လို့ကျွန်တော်ပြောကြရောခဏနေကျွန်တော်တို့ပေါ့နော်ဒါ comment လေးတွေကျွန်တော်ဖတ်ပါမယ်เนาะဆိုတော့အာကျေးဇူးပါဆိုတော့ချင်းနေကဘယ်လိုပြောမလဲဒီအနီဒါကပေါ့နော်ကျွန်တော်အနေနဲ့ Arsenal ဘက်ကိုကျွန်တော်ကြည့်ရင်ဒီနေရာမှာဘာကြောင့်အဲ့လိုပြောရလဲဆိုတော့ Arsenal မှာဒီနေ့ပွဲ လူတလူမဖြစ်ခဲ့တဲ့အခြေအနေမျိုးတွေသူတို့အတွက်တိုင်ပတ်စီခဲ့တဲ့အခြေအနေမျိုးတွေကျွန်တော်အများကြီးပဲခဏနေပင်နေဒီ situation တွေလည်းကျွန်တော်ပြောမယ်เนาะဆိုတော့ Arsenal တွေနဲ့ AZ ရဲ့အလုံးတွေနစ်ပုတ်ပေါ့เนาะကျွန်တော်ဒါနှလုံးလောက်လာမသိကျွန်တော်ကာွယ်သွားတာပြီးရင်အနီးဆက်ဆုံးဖြစ်ခဲ့တဲ့ကျွန်တော်ဒါ trouser ရဲ့အလုံးเนาะ Declan Rice ဒါကျွန်တော်တို့အသားလေးထိုးပစ်လိုက်တာကို Leandro Trouser ကန်တာအထဲတိုင်မှန်ပြီးတော့ကျွန်တော်ပြန်ထွက်လာတာအဲ့ဒီလုံးဆိုလို့ရှိရင် Tyson Mu Vidal Jokeres ရဲ့ကျွန်တော်ဒါ hold up play ကနေပြီးတော့ဗောနော Saka ကိုပေးတယ်။ Saka ကနေ Rice Rice ကနေဆွဲလာပြီးတော့ကျွန်တော်ဒါ Trouser ကိုထိုးပစ်သွားတာ ဲ့လိုအချိန်ကြီးကနေဒီစင်ကျွန်တော်တို့က trouser ကကင်တာအဲ့လိုမျိုးဒီနီးဆက်ခဲ့တဲ့အလုပ်နေကျွန်တော်ရှိတယ်နေပုတ်ဆိုလို့ရှိရင်ပထမပိုင်းမှာကာရတဲ့ကာယာပေါင်းကမနေဘူးတောက်လျှောက်ကာရတာเนาะသူသဖြင့်ဟိုဗာလဲဒုတိယပိုင်းမှာဆိုလို့ရှိရင်လည်း Julian Timber တို့ကျွန်တော်တို့ဘောတော့ဒါ Super Media အသားလေးကလော်ပေးလိုက်တဲ့အလုပ်ကိုခေါင်းတိုက်တာတွေလည်းခက်ခက်ခဲခဲပုတ်တယ်ဆိုတော့ဒီပွဲမှာအမှန်တမ်းပြောရင်ကျွန်တော်တို့က Newcastle ကကိုယ်တမနစ်ပုတ်ကတော့မှတပွဲလုံးအနေထားနဲ့အကောင်းဆုံးလို့တော့ကျွန်တော်ပြောလို့ရတယ်နှစ်သင်းစလုံးမှာအကယ်လို့မြန်နစ်ပုတ်ကြောက်တာမဟုတ်ရင် အာစနယ်က1314ဆိုတဲ့ပုံစံမျိုးတွေကျွန်တော်ဖြစ်နေလောက်ပြီနစ်ပုတ်ကပထမပိုင်းကလေးကတောက်လျှောက်ပုတ်နေရတာညောအာစနယ်ရဲ့ဘယ်တော့ကျွန်တော်ဂိုးပေါက်ကန်သွင်းမှုဂျူးပန်းမှုတွေကနစ်ပုတ်စီတီကြောင့်ရောက်ခဲ့ပြီမဲ့လို့အလုံးအလုံးမဖြစ်ခဲ့ဘူးအစီစလို့ရှင်ဒီပွဲတွေမှာတကယ်ကောင်းကောင်းကန်ကြက်ဒီနှလုံးတော်ကျွန်တော်ရှိခဲ့တာနော်ဆိုတော့နစ်ပုတ်ရဲ့ကျွန်တော်ပြီးအာယုံဆုစက်မှုအားကောင်းကောင်းဒီဖလက်ရီဖလက်ကောင်းကောင်းနဲ့သူတုံ့ပြန်နိုင်ခဲ့ပြီးတော့လုံးဝဂိုးမရတာဒါကြောင့်အာစနယ်နေနဲ့အဲ့လိုမျိုးဘယ်တော့ဒီလိုကဂိုးရဖို့နီးစက်ခဲ့တဲ့အခြေအနေတွေအများကြီးကြုံခဲ့တာကြုံပြီးတော့ဂိုးတွေမရဘူး ဒါအပြင်အနည်းဆက်ဆုံးကကျွန်တော်တို့ကဗီဒီယိုခရက်စစ်ကျွန်တော်တို့ကပင်နေဒီလုံးနော်ဒီနေရာမှာကျွန်တော်ပင်နေဒီပင်နေဒီအခြေအနေနှစ်ခုကျွန်တော်ပြောကြည့်အောင်ဗျာပင်နေဒီအခြေအနေနှစ်ခုကျွန်တော်ပြောကြည့်အောင်ဆိုတော့ဟိုနံပါတ်1ကကျွန်တော်တို့နေပေါ့နော်ဘယ်လိုပြောမလဲဒီဗီဒီယိုခရက်စ်ကျွန်တော်တို့ပင်နေဒီဒီနေရာမှာသဘောကျချင်မှတော့ကြမှာပေါ့ဗျာဒါပေမဲ့အဲ့ဒီအလုံးကကျွန်တော်တို့နေနဲ့ဗီဒီယိုခရက်စ်ကဘောလုံးအရင်ထိပြီးတော့နစ်ပုတ်ကတားလိုက်တဲ့အချိန်မှာကျွန်တော်ပေါ့နော်ဘောလုံးကိုထိတယ်နောက်ထပ်ဗီဒီယိုခရက်စ်ကိုထိပြီးတော့ယိုခရက်စ်လဲကျသွားပြီးတော့ပင်နေဒီပေးလိုက်တာ အဲ့ဒီပင်နေဒီပေးလိုက်တဲ့အလုံးကိုဘွေရပြန်ကြည့်ပြီးတော့ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကနစ်ပုတ်ရဲ့ဘောနော်ကျွန်တော်တို့ကဘောလုံးကိုတားဖို့ရည်ရွယ်ချက်ကောင်းကောင်းကဘောလုံးကိုထိခဲ့တယ်အဲ့ဒီထိပြီးတဲ့နောက်မှာမှကျွန်တော်တို့ဗီဒီယိုခရစ်ကိုထိခဲ့တယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒိုင်လူကြီးကကျွန်တော်တို့အနေနဲ့လုံးဝဒီပင်နေဒီကိုပြန်ပြီးတော့ခြေဖြတ်တယ်ဒီနေရာမှာဘယ်လိုပြောမလဲဟာဒါကြီးမှပင်နေဒီမပင်ဘာသွားပြီးမှလဲဘာညာပေါ့အခုရှိတာကကျွန်တော်ဖောင်းလာခြင်းဘောနော်ဒီနေ့ကတကယ်တမ်းပြောနေတော့ဖောင်းလိုက်တာပဲသို့တော့ဖောင်းနေဆိုတဲ့အရာမတိုင်ခင်မှာ နစ်ပုတ်ရဲ့ action ကနံပါတ်1ပေါ့နော်ကစားမရဲ့ intention ကဘောလုံးရဖို့လားပေါ့ဒါမှမဟုတ်ဆိုလို့ရှိရင် reckless ဖြစ်တဲ့ challenge လားပေါ့နော်ပြလို့ရှိရင်ကျွန်တော်အနေနဲ့ဟိုဘယ်လိုပြောမလဲဟိုရည်ရွယ်ချက်ကဘောလုံးရဖို့မဟုတ်ဖိနေပေါ့နော်ကစားမကိုတားဖို့ပုံစံမျိုးဖြစ်တာပြီ challenge ကဘယ်လိုပြောမလဲလုံးဝလက်မခံနိုင်စရာအခြေအနေမျိုးဒူးတွေပါတယ်အရင်မြောက်နေသလား6ရောက်တွေကဒူးထိမြောက်နေသလားဒါမျိုးတွေသူကကြည့်တယ်နောက်တစ်ခုကနစ်ပုတ်ကဘောလုံးကိုထိလိုက်တဲ့အနေထားကဒါပို့ပြီးတော့ penalty ဖြစ်မဲ့အခွင့်အရေးအကုန်လုံးကိုပယ်လိုက်လို့ဖြစ်သွားတာ ီနေ့မှာကျွန်တော်အနည်းဆက်ဆုံးအရာကိုကျွန်တော်ပြောရင်ကျွန်တော် Manchester United နဲ့ Chelsea ပွဲကျွန်တော်ရှိတယ်။အာ Brian Mbeumo ရဲ့အလုံးကိုเนาะကျွန်တော်က Robert Sanchez ကလည်းထိရပဲပေါ့။သူတော့ Robert Sanchez ရဲ့ကျွန်တော်ဘယ်တော့ဒီ challenge ကတော်တော်ကြီးကို reckless ဖြစ်တဲ့နေရာမှာပါတယ်။ပြောချင်တာကဒီဘယ်လိုပြဒူးလောက်ထိကျွန်တော်ရောက်နေတယ်ဗျာ Sanchez ရဲ့ခြေထောက်ကဆိုတော့ဒူးလောက်ထိရောက်တယ်ဆိုလို့ရှင်ဒါတွေဟာလုံးဝ reckless ဖြစ်တဲ့ challenge တွေမှာသူတို့ပါသွားပြီ။ နော် regular ဖြစ်တဲ့ challenge တွေမှာပါသွားပြီဆိုတော့ intention ကဘောလုံးကိုရဖို့ဆိုသည့်တိုင်အောင်6လောက်ကအရင်မြောက်နေတယ်ဆိုတော့ဒါပေမဲ့လက်ရှိနိပုတ်ရဲ့အလုံးကအဲ့တလူမြောက်မနေတဲ့အတွက်ပေါ့နော်နိပုတ်ရဲ့ရည်ရွယ်ချက်ကလည်းကျွန်တော်သူ intention ကိုကဘယ်လိုပြောမလဲဘောလုံးကိုဘောလုံးကိုကျွန်တော်ဖျက်ဖို့ပုံစံမျိုးနဲ့သွားတယ်လို့ပိုဆိုးသွားတာကဘောလုံးကိုအရင်ထိလိုက်တာဘောလုံးကိုအရင် ထိပြီးတော့ Vita Yogres ကိုထိသွားတဲ့အခြေအနေမျိုးဖြစ်သွားလို့ကျွန်တော်ပေါ့နော်ဒိုင်လူကြီးကအဲ့ဒါကိုပင်နေပြီးပယ်လိုက်တာဒါကတော်တော်ချင်းကြီးဆိုးတယ် ဆိုတော့လက်ခံရှင်တွေအောက်ချင်မဟုတ်လိမ့်မယ်သို့တော့ဒါဒီတို့တို့အနေနဲ့ပေါ့နော် PGMNO ဘာတို့အနေနဲ့အမှန်တိုင်းပြောရင်လက်ရှိပရီးမီးယားလိဂ်ကကံရလို့တည်တယ်ပရီးမီးယားလိဂ်တို့လာလီဂါတို့ကံရလို့တည်တဲ့အတိုင်းပဲဘယ်တော့မှရှုံးဖြတ်ချက်တွေကရှိတော့မညီဘူးသို့တော့ဒီပင်နေဒီအလုံးကဒန်လူကြီးရဲ့ဆုံးဖြတ်ချက်မှားခဲ့တယ်လို့ကျွန်တော်မထင်ဘူးနောက်တစ်ခုကလည်းဂါဘရီယယ်ရဲ့အလုံးဂါဘရီယယ်လက်ထိခဲ့တဲ့အလုံးဆိုတော့ကျွန်တော်တို့ဘယ်လိုပြောမလဲဒန်လူကြီးတွေ consistent မဖြစ်တဲ့အလုံးတွေထဲမှာအဲ့ဒီလိုအလုံးမျိုးတွေကျွန်တော်ပါတယ် ဂါဘရီကျွန်တော်တို့ဒီဗာလဲဒီအီလန်ကာလာအီလန်ကာကန်လိုက်တဲ့ကျွန်တော်အလုံးကိုဂါဘရီရဲ့ဘလော့ရင်းနဲ့သူလက်ကဒါမျိုးမြောက်ပြီးတော့လက်ကြီးကိုဖောင်းကလေးဆိုမှန်သွားတယ်။အဲ့ဒီအလုံးကမဟုတ်ရင်ပင်နေဒီဒါပေမဲ့လို့ဂါဘရီရဲ့6ရောက်နဲ့ဒီဖလက်ဖြစ်ပြီးတော့လာတဲ့အတွေ့အဲ့ဒီအလုံးကိုပင်နေဒီမပေးဘူး။တကယ်တမ်းကအဲ့ဒီစတန်စတိုင်ကျွန်တော်သွားမှာဥရောပပြိုင်ပွဲတွေပဲဖြစ်ဖြစ်ကျွန်တော်ပရီးမီးယားလိပြိုင်ပွဲတွေပဲဖြစ်ဖြစ်ပေါ့နော်ချန်ပီယံစ်လိဂ်တွေပဲကျွန်တော်ဖြစ်ဖြစ် rules တွေကအဲ့ဒီ deflect ဖြစ်တဲ့အလုံးကဘလို့မှပေးလို့မရဘူး deflect ဖြစ်တဲ့အလုံးတွေကဆိုတော့လက်ကို direct ကြီးမှန်လာအဲ့ဒါ neutral position လည်းမဟုတ်နေဘူးပေါ့နော်ဒါပေမဲ့ direct ကြီးမှန်လာတာမဟုတ်တဲ့အတွက်တနည်းအားဖြင့်ကိုထိပြီးတော့ပေါ့နော်ကျွန်တော်က deflect ဖြစ်လာတဲ့အလုံးဖြစ်တဲ့အတွက်အဲ့ဒီလုံးက penalty ပေးလို့မရဘူး penalty ပြန်ကြည့်တယ်တိုင်းမလို့ပေါ့နော် Gabriel ခြေောက်ကနေပြီးတော့ပြန်ထွက်လာပြီးတော့ deflect ဖြစ်တဲ့အလုံးမျိုးဖြစ်သွားတဲ့အတွက်လမ်းကြောင်းပြောင်းပြီးတော့ထိတဲ့အလုံးဖြစ်တဲ့အတွက်တို့ဒီ penalty မပေးခဲ့ဘူးဆိုတော့ Champions League မှာတော့မှအဲ့လိုအလုံးတွေတချို့ပေးတယ်ဒါဘလို့မှအဆင်မပြေဘူးပေါ့နော်ပေးတဲ့နေတဲ့မှာပါလို့ကျွန်တော်မထင်ဘူး အဲ Champions League မှာ Europa League မှာကျွန်တော်ပေးသင့်တဲ့အလုံးတွေမပေးသင့်တဲ့အလုံးတွေဒါမျိုးတွေကပဲတိရပေးလိုက်တဲ့အလုံးတွေရှိတယ်မပေးလိုက်တဲ့အလုံးတွေရှိတယ်သို့တော့ deflect ဖြစ်ပြီးတော့လာတဲ့အလုံးကဘယ်လိုမှကျွန်တော်ပေးလို့မရဘူးကျွန်တော်တို့ Soci Dan နဲ့ Manchester United နဲ့ပွဲဆိုလို့ချင်း Europa League မှာမှတ်မိတည်တယ်ကူဘူလားမသိဘူးကန်လိုက်တဲ့အလုံး Lisandro Martinez နော်ကျွန်တော်6ကိုထိပ်ပြီးတော့ deflect ဖြစ်လာတဲ့အလုံးကြီးလက်ကိုတိုက်သွားတယ်ပေးရတယ်တကယ်တမ်းကအဲ့လိုလုံးကပေးလို့မရဘူးဒါကြောင့်ဒီပွဲမှာဘယ်လိုပြောမလဲဒန်လူကြီးအနေနဲ့ပေါ့နော်ပင်နယ်တီအဆုံးဖြတ်တွေနဲ့ပတ်သက်လို့ချင်းဒီ2နေရာစလုံးမှာကျွန်တော်တို့ case နှစ်ခုစလုံးမှာမှန်ကန်ခဲ့တယ်လို့ကျွန်တော်ထင်တယ်။ဒါပေမဲ့တရားရတဲ့ခုကဒိုင်လူကြီးကအိမ်ရှင်မှုလို့လားဘလို့လဲတော့မသိဘူးနော်။ found နေကတာမန် found နေလောက်ကိုလုံးဝကိုမပေးတာ။လုံးဝကိုမပေးတာ။တချို့ဒုတိယပိုင်းမှာအော်မဖြစ်မနေပေးကိုပေးရတော့ပါပဲဟိဆိုတော့အလုံးနေလောက်ပဲကျွန်တော်ပေးတာ။ Newcastle ဘက်မှာဆိုလို့ရှိရင် soft found နေကျွန်တော်ရတယ်။နော်ဒါအပြင်ကျွန်တော်တချို့ပေါ့နော်ဘယ်လိုပြောမလဲဒီအသားလေးလဲကြသွားတာကြီးတော့မှကျွန်တော်ရတယ်ဒါပေမဲ့လို့စာကာတို့ကိုဖောင်းတဲ့အလုံးနေတို့ပေါ့နော် ကျွန်တော်ဒီကွင်းလယ်မှာဆိုရှင်ကျွန်တော်အဖောင်းခံရတဲ့အလုံးနေဒိုင်နိုကြီးကဘလူးမှန်ကိုကျွန်တော်မပေးခဲ့ဘူးဒါတော်တော်လေးတိုင်ပတ်တယ်ရှေ့မှာဆိုရှင်လည်းပဲပေါ့နော်အဲ့လို case တွေကျွန်တော်ရှိတယ်ဗျာထားပါတော့ဟိုလီဗာပူးသင်းဆိုရှင်လည်းပဲဒိုင်နိုကြီးရဲ့ကျွန်တော်အားနေချက်ဒီကိုတော့ကြောက်ဖော်ပြနေတဲ့ပွဲနော်ဆာလာရဲ့ကျွန်တော်လက်ထိသွားတဲ့အလုံးကဘာကြောင့်မြန်ခီစာရဲ့ဂိုးကိုကျွန်တော်ပေးလိုက်တယ်ပေါ့နော်ပြီးလို့ရှင်ကျွန်တော်ဒါ Chelsea နဲ့ဘယ်လိုပြောမလဲဒီ Brighton တို့ရဲ့ပွဲမှာဆိုရှင်ဟိုဘယ်လိုပြောမလဲဆိုတော့ကျွန်တော်တို့ဗာလဲဒီ ဘသူဘသူအလုံးပါလေအဲ့ဒါပါလေဒီဒီဂူစတိုလားမသိဘူးကျွန်တော်တို့ကမျက်နာကိုကန်ခဲ့တဲ့လုံလေမျက်နာကိုကန်ပြီးဒီလိုဖြစ်သွားတဲ့လုံကိုလုံးဝပင်နေဒီမဟုတ်ဘူးလို့အဲ့ဒါမူတွေကတကယ်တမ်းကပင်နေဒီပေးရမယ်အလုံးနေဘာလို့လဲဆိုတော့အာဆင်နယ်နဲ့အာဆင်နယ်နဲ့ကျွန်တော်နေနေပေါ့နော်ဒါဘရိုက်တန်ပွဲတုန်းကမှတ်မိကြအောင်မထင်နဲ့ဘယ်လိုပြောမလဲအာဆင်နယ်ကစားသမားဖြစ်တဲ့ကျွန်တော်တို့ကဆာလီဘာကျွန်တော်မှတ်မိသေးတယ်ဆာလီဘာကကျွန်တော်တို့ကခေါင်းတိုက်လိုက်တာဗျာခေါင်းတိုက်လိုက်တာဂျာဝပက်ထရူတင်ပါတယ်ဂျာဝပက်ထရူကအရင်ခေါင်းဥသွားတာဆိုတော့ဆာလီဘာကခေါင်းနဲ့တိုက်မိသလိုဖြစ်သွားတာကိုကျွန်တော်ပင်နေဒီပေးတယ် ဒါပေမဲ့လို့ကျွန်တော်ဒီယာဒီမှာเชลซีကမာရီဂူစတိုကကျွန်တော်အနေနဲ့ဘယ်လိုပြောမလဲဒီဟွာကိုဘရိုက်တန်ခံကစားမကိုကျွန်တော်တို့ဒါကန်ပြီးလိုက်တဲ့အလုံးကိုကျွန်တော်ပင်နေဒီမပြေဘူးဆိုတော့ပြောချင်တာက PGM MOAN တို့ဘာလို့အနေနဲ့သူတို့လုံနိုင်တာကနောက်ဆုံးတော့တောင်းမန်နေ sorry ပါဘာညာဒါပဲ sorry ပါတောင်းမန်နေဘာဒီထက်ကြည့်ပြီးတော့ကျွန်တော်မပူဘူးဗျာဆိုတော့သူတို့အနေနဲ့ပေါ့နော်တချို့တချို့ case တွေကကျတော့ဒါသူတို့အနေနဲ့မှန်ကန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ခဲ့တာတွေရှိပါတယ်အဲ့ဒါအတွက်လည်းကျွန်တော်ဘူရီယာထားတာဗျာသို့တော်လည်းပဲဘူရီယာကြီးကြည့်ပြီးတော့တောင်မှ တို့ရဲ့ calls တွေကဗောနော case တွေ2တွေဆိုရင်တော့မှ consistent မဖြစ်ဘူးဗောနော်ကျွန်တော်တို့က consistent မဖြစ်တဲ့ကျွန်တော်တို့ကကျွန်တော်ဒီ penalty အဆုံးဖြတ်တွေပြည်တံပေါ်အဆုံးဖြတ်တွေကျွန်တော်ရှိတယ်။အဲကြောင့်ကျွန်တော်လက်ရှိဒီပွဲမှာတိုင်လူကြီးနေနေဗောနော်တချို့ foul တွေတို့ဘာလို့ကလုံးဝပေးသင့်တဲ့အရာတွေကိုကျွန်တော်မပေးခဲ့ဘူး။သို့တော့ penalty case နှစ်ခုစလုံးကတော့ကျွန်တော်ကတော့ဒါတိုင်လူကြီးရဲ့ calls တွေကမှန်ခဲ့လို့ကျွန်တော်ထင်တယ်။အဲနောက်တစ်ခုကျွန်တော်ခဏလေးကျွန်တော် comment တွေဖတ်ပါမယ်နော်။နောက်တစ်ခုကကျွန်တော်ဘာကြောင့်ဘာလို့မြင်ရဗောနော်။ ဒီဘယ်လိုပြောမလဲအာဒီအာဒီနာနဲ့ပတ်သက်လို့ရှိရင်သူတို့ပြောလဲဆိုတော့အာဒီတာအနေနဲ့ကျွန်တော်ပွဲမပွဲမတိုင်ခင်ပွဲကြုံတဲ့ချက်တွေပါလိမ့်မယ်ကျွန်တော်ပြောတယ်ဒီညမှာ Champions League ပွဲတွေရှိလို့မရှိလို့ဆိုတာထက်ပေါ့နော်အာဒီတာအနေနဲ့ပွင့်လေတိုက်စစ်တို့လူထုတ်တဲ့နေရာမှာတတိရှိဘူးလို့တယ်နော်ပုံမှန်ဆိုလို့ရှိရင်မင်း Declan Rice ဇူမမတီကျွန်တော်ဒါ Mikel Merino ဆိုပြီးတော့ထဲကောင်းထဲလာနိုင်မယ်ဒါပေမဲ့အဲ့ဒီကွင်းလေ Rice Merino နဲ့ကျွန်တော်ဒါဇူမမတီတို့ရဲ့ကွင်းလေမှာ creative midfielder စစ်စစ်မပါတဲ့အတွက်တိုက်စစ်ကိုသွားတဲ့နေရာမှာ ကျွန်တော်ကျွန်တော်တို့ဂိုးဖန်တီးမှုနဲ့ပတ်သက်လို့ရှိရင်ဘလို့မှကျွန်တော်တို့အနေနဲ့ပေါ့နော်ဒါအချိန်ကြီးကောင်းမှုမရှိဘူးအဲ့တော့ကျွန်တော်တို့ဒီဘလို့ပြောရမလဲဗျာ a0 ဘာတို့ကိုလုံးဝထည့်တင်နေ a0 ဘာတို့ကိုကျွန်တော်တို့ပေါ့နော်ဒါလုံးဝအားကိုးတင်နေတကယ်တက်တိရှိရှိသုံးတင်နေလို့ကျွန်တော်တို့ဒါပြောလာခဲ့ကြတာရှေ့ပွဲမှာလည်းလီဗာပူးတင်တဲ့ပွဲမှာလည်းဒီတိုင်းပဲ Manchester City နဲ့ပွဲမှာလည်းဒီတိုင်းပဲ Arsenal နေနဲ့ကိုဟာပိုကောင်းနိုင်ခဲ့တဲ့အခြေအနေမျိုးကိုဟာပိုပြီးတော့လုံးပြနိုင်ခဲ့တဲ့အခြေအနေမျိုးတွေရှိခဲ့တာတော့မှ Artidae ရဲ့လူထုပ်ပုံတချို့နဲ့တင် ပြောစရာတွေကျွန်တော်ဖြစ်ကုန်တာဆိုဒီပွဲမှာလည်းပေါ့နော်မနိုင်ပြောလို့ရှိရင်တော့ဟာ LG ထွက်သွားမှတည်တယ်မလားထပ်ပါတော့ဘသူထွက်သွားမှအာအဆင်ပြေခဲ့တာဘသူထွက်သွားမှကောင်းခဲ့တာဘာညာကျွန်တော်ပြောကောင်းပြောမှာ LG ကတော့မထွက်ပါဘူး LG ကဒီပွဲတပွဲလုံးကစားသွားတာနော်ထပ်ပါတော့ဗျာဘသူထွက် trouser ထွက်သွားမှဘာမှကျွန်တော်ပြောကြပြီမဲ့လေလို့ပေါ့နော်တကယ်တကယ်တန်းကပွဲအစကတည်းကအာဆင်နယ်ကဥဆောင်ကူတွေရမှာခုနကပြောသလိုပဲ LG တို့ဘာလို့ကိုကျွန်တော်ပွဲချင်းပြေးတုံးလာတယ်ပွဲထွက်လူစင်စကတည်းကတုံးလာတယ်တုံးတဲ့ position ကလည်းမှန်တဲ့အခါကျတော့ LG ရဲ့ effort ကိုကျွန်တော်တွေ့ရတယ် ဒါတော့မှ LG ကပထမပိုင်းမှာဆိုရင်သူတော်တော်ကောင်းတဲ့ကန်ကျင်နှလုံးသုံးလုံးတော့ပြီးမှာသူလုံးဝပျောက်သွားတာနော်သူတင်အာစနယ်ဟာ Central Road ကနေမသွားတော့မင်းနဲ့တောင်မန်ဒီအစွန်ဒီကနေပြီးတော့ဖြတ်တင်ဘောဒီနဲ့သူတို့အားကိုးလိုက်တော့ LG ရဲ့အချင်းကြီးကပျောက်သွားတာဒါပေမဲ့လို့ LG ကိုကျွန်တော်အဲ့ဒီနေရာထားသုံးတဲ့အခါ LG ဘာကောင်လဲဆိုတော့ကျွန်တော်ကောင်းကောင်းမြင်နိုင်နေဗျာပုံမှန်အပြင်ကျွန်တော်ရှေ့ပွဲတွေကိုကျွန်တော် LG ကိုပွဲထုတ်ရင်တောင်မှမြင်နိုင်တာတွေကကျွန်တော်ဗာလဲဆိုတော့ရှေ့ပွဲတွေမှာလည်းကျွန်တော်ပြောတယ်။ LG ကိုလည်းရှိ Trosser တို့ Saga တို့ကိုတုံးတယ်လို့ Touchline Wing ကအစီအနေနဲ့သူကတုံးတာ သုံးပြီးတော့ကျွန်တော် Color Fury တို့ဘာလို့ကိုပဲကျွန်တော်ဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ဒီ Half Space Divide ထဲမှာဝင်လိုက်ခိုင်းတာအခုဒီပွဲမှာ Color Fury တို့ဘာလို့ကကျွန်တော်ဒါ Touch Line ဒီမှာနေရာယူနေရပြီနော် Trosser တို့ဘာလို့က Half Space ဒီမှာနေရာယူနေရပြီ AZ က Central Zone နေ Half Space ဒီမှာသူ ကစားနေရပြီဒါဒီ AZ ရဲ့အကောင်းဆုံးခြေသွင်းကိုမြင်နိုင်မဲ့အနေအထားမျိုးဒါတော့မှဒီပွဲကတော့ AZ နေနဲ့တော်တော်ကောင်းခဲ့တဲ့တဲ့မှာမပါဘူးဒါမပါဘူး AZ AZ ကကျွန်တော်ဒီထက်ပို့ပြီးတော့အများကြီးကောင်းနိုင်စွမ်းရှိတဲ့ကစားမှာဒါပေမဲ့ AZ ရဲ့အကောင်းဆုံး performance မမြင်ရသေးဘူး ဒါမှသူဂိုးရဖို့အတွက်တော်တော်နီးဆက်ခဲ့တဲ့အချိန်တွေနှစ်ချိန်သုံးချိန်လောက်ကျွန်တော်ရှိတယ်။ပြောချင်တာကအာတီတာအနေနဲ့ SZ ကိုထည့်ပြီးတော့ test line ဝင်ကားဖြစ်သုံးနေလေအလကားပဲ။ SZ လိုကစားမမျိုးကိုကျွန်တော်က head space ဒီဘာဒီမှာ central zone ဒီဘာဒီမှာလွတ်လွတ်လပ်လပ်ကျွန်တော်တို့ဘောနော် သုံးနာရီကပဲသူ့အတွက်အကျိုးရှိမှာပဲ။မဟုတ်ရင်ကျွန်တော်တို့ဘောနော် SZ ကိုသုံးနာရီကဟိုနေရာမှန်မနေဘူး position မှန်မနေဘူးဆိုလို့ချင်းသူ့ခြေသွင်းအပြည့်ရချင်မှရမှာ။ဒါကြောင့်ဘောနော်အာတီတာအနေနဲ့စာကာကိုလည်းဒီနေ့ပွဲမှာအနာပေးခဲ့တယ်။ အစီကိုလည်းနေရာမှန်မှန်တုံးနိုင်ခဲ့တယ်။ဒါပွဲထွက်လူစင်မှာဆိုလို့ရှိရင်လည်းပဲရှေ့ပွဲဒီလိုမျိုးပေါ့နော်။ဘယ်လိုပြောမလဲ။နိုင်ပွဲရဖို့တဲ့ရှုံးမာကိုပူကြောင့်နေတဲ့ပုံစံမဟုတ်ဘဲနဲ့ညူကာဆယ်ကွင်းမှာအကောင်းဆုံးတိုက်စစ်စဉ်ပုံစံမျိုးနဲ့သူတို့တွားခဲ့တာ။လုံးဖြစ်ခဲ့လို့ကျွန်တော်ထင်တယ်ပထမပိုင်းကလေးကကျွန်တော်ဂိုးတွေရရမှာစောစောစီးစီးကျွန်တော်တွင်းဂိုးတွေရရမှာညူကာဆယ်ကောင်းနေခဲ့လွန်းလို့သာရိုနီတက်တာရရခဲ့ကာဆယ်ရဲ့ခန်းစည်းနဲ့ဂိုးသမားကလည်းတော့ကောင်းပါတယ်ညူကာဆယ်ဆိုလို့ရှင်ဒီရာဒီမှာသူတို့ပေးကူကကျွန်တော်ဒါဘလောက်မှန်ကျွန်တော်မရှိသေးဘူးเนาะညူကာဆယ်တို့ကျွန်တော်ပေးကူ၅ကိုပဲကျွန်တော်ရှိသေးတာ 6ပွဲမှာပြီးဘူး5ခုဆိုတာတွေးကြည့်ရင်အဲ့လောက်မများဘူး။ဘာလို့လဲဆိုတော့လီဗာပူးတို့လိုအသင်းမျိုးတွေတော့မှ9ခုတွေပါတယ်ပြီးနေရပြီ။နော်နျူကာဆယ်ရဲ့ခံစစ်ကအဲ့လောက်မညံ့ဘူးဒီတရားဒီလုံးမှာ။အခုဒီပွဲလေးကျွန်တော်တို့ကြည့်ပါလား။ခံစစ်တွေကျွန်တော်တို့ဒါဗီတာယိုခရစ်တိုဘာလို့ရဲ့အလုံးတွေကိုရအောင်ဘလော့တယ်။နော်ပြီးလို့ရှိရင်ကျွန်တော်တို့တွေနဲ့အဲဘယ်လိုပြောမလဲဒီဂူဒမာပြစ်ဖို့ဆိုလို့ရှင်နေပဲတစ်ဖိုင်းဖိုင်းကျွန်တော်တို့ပုတ်တယ်။တော်တော်အာဆင်တော်တော်ကို နောက်နိုနျူကာဆင်နောက်တန်းကောင်းလုံးလို့ကိုအာဆင်နယ်ဂိုးမရခဲ့တာဒီပွဲမှာနောက်ထပ်ပေါ့နော်ဂါဘရီယယ်ဆလို့ရှင်လည်းပဲပြောတယ်ဒက်ဖန်ဂါဘရီယယ်နေ့နဲ့တော်တော်ကန်ကောင်းတာတော့သိတယ်နော်ဂါဘရီယယ်ကိုအတင်းကနိုင်ပွဲလူနေပါတယ်ဆိုတဲ့အခြေအနေမျိုးမှာနစ်ဝေါ်တာမာတာကိုကျွန်တော်တို့ဒါအဲ့လိုကြီးကျွန်တော်တို့ intention ရည်ရွယ်ချက်ရှိရှိတွားလို့တာကကိုကောင်မနဲ့လို့တော့ဒီလားနော် nick မနဲ့လို့ water mara မလက်မနဲ့လို့မဟုတ်ရင် arsenal တိုင်းပတ်သွားနိုင်တယ်ကိုက1-0နဲ့လဲရှုံးနေတယ်ကိုကပွဲကိုလည်း တည်ရမလားဒီကျွန်တော် chase လုပ်ဖို့လူနေတဲ့အချိန်မှာကိုရဝုကျူးပန်းနေတဲ့အချိန်မှာတယောက်ရော့တာတွေကအရင်ပြဿနာကြီးတယ်အဲ့လိုနေတာမျိုးမှာဟိုဂါဘရီယယ်ကအဲ့လိုသူ့အလုပ်လာတော်တော်ကြီးကန်ကောင်းသွားတယ်ဂါဘရီယယ်ဖြစ်ချင်တော့အဲ့ကောင်ကပဲအနိုင်ကိုသွင်းသွားတယ်မော်စကေတာကတော့ကျွန်တော်နစ်ကဝါတာမာရာရဲ့ကျွန်တော်ဘယ်တော့ဒီဘူရီလောက်တာကိုခံခဲ့ရတယ်ပိုလေအဲ့လောက်ကြီးလည်းအဆင်မပြေဘူးတာမန်လောက်ပဲကျွန်တော်ရှိတာ ားလုံးမြန်စာလီပါကိုဒီလိုအတင်းနဲ့ပွဲမျိုးမှာထက်မတုံးခဲ့လေတော့ကျွန်တော်နားမလည်ဘူးပေါ့နော်ဟိုဟို Champions League ကလည်း Olympia Coast တို့ဘာလို့နေဗျာအဲ့လောက်ကြီးတိစိတ်ပူစရာမဟုတ်ဘူးဒီပွဲကပဲ Adidas တို့အမှန်ကန်စိတ်ပူရမှာဘာလို့မြန်မထက်ခဲ့လေတော့ကျွန်တော်မသိဘူးဆိုတော့ဒါ Julian တင်ပါလေသူအကောင်းဆုံး performance မဟုတ်ဘူးတာမန်ပဲဆိုတော့ Victor Jokeres လည်းပဲတာမန်ထက်မပူဘူးလို့ကျွန်တော်ထင်တယ်စာကာတို့ဘာလို့လဲကျွန်တော်တာမန်ထက်မပူဘူးလို့ထင်တယ်ဒီပွဲမှာ Declan Rice နဲ့ Saliba oh sorry Gabriel ကဒီပွဲတော်တော်ကောင်းနေတယ်မှာပါတယ် နော်ဒုတိယပိုင်းမှာဝင်လာတဲ့ကျွန်တော်တို့မယ်ရီနိုတို့ဟိုဘယ်လိုပြောမလဲဟိုဘယ်လိုပြောမာရီနိုတို့ကတော့တော်တော်ကောင်းနေတယ်မှာပါတယ်ပေါ့လေသူကတော့ဝင်လာပြီးတော့ဂူရီပါတွေတွင်းသွားတယ်ဆိုတော့အာဆင်နယ်အနေနဲ့ကမ်ဘက်ပြန်လာဖို့အတွက်တော်တော်ကိုချန်ဖြစ်သွားခဲ့တာဆိုတော့ဒါကြောင့်ဒီပွဲမှာအာဆင်နယ်အနေနဲ့ခက်ခက်ခဲခဲဖြစ်ခဲ့ပြီးမဲ့လေလို့ပေါ့နော်နိုင်ပွဲကသူတို့အခက်ခဲကြီးဂျားလေးကနေပြီးတော့နိုင်ပွဲရောက်အောင်ယူသွားတာခုနကပြောလို့ပဲနိပုတ်တို့တအားကောင်းတာပင်နေဒီတွေမရခဲ့တာဒါမျိုးပေါ့နော်ဒါမျိုးကြီးဂျားလေးတို့ပင်နေဒီရပြီးလို့အထင်နဲ့ပင်နေဒီတွေမရခဲ့တာ เนาะကျွန်တော်ကိုကန်တင်မြတ်တဖုံဖုံသူများပိတ်နေတာဒါမျိုးတွေကနေဒီစင်အာစနယ်ဟာကျွန်တော်ညူကာဆယ်နိုင်မလို့နိုင်မလို့ဖြစ်နေရင်းနဲ့မှာကျွန်တော်ခံဘက်ကိုကြီးကျွန်တော်ပြန်လာပြီးတော့အနိုင်ယူသွားတယ်လေဘာဦးတင်တို့ဘာလို့အမှတ်ရွံ့နေတဲ့အချိန်မှာဒါရီကတကယ်လေဘာအာစနယ်အတွက်တကယ်ကောင်းတဲ့သုံးမှတ်ပြပေါ့နော်ဆိုတော့ညီကတို့ရောဘယ်လိုမြင်ရလဲဆွေးနွေးပါဆွေးနွေးကြပါဦးဆရာမကျွန်တော်တို့လက်ရှိလို့ဒီမှာကျွန်တော်တို့တော့ဟွာလေးပြောကြည့်အောင် ဆာလီဘာကားတယ်နော် အရှင်မသက်တာဒီလိုအနာပေးထားတယ်နဲ့တူတယ်တဲ့နော်โอเคပါအာဆင်နယ်ကအာဆင်နယ်ပါပဲဗျာတယ်နော်အာဆင်နယ်ကားတဲ့ဒေါင်ကန်ဘောကနော်ပင်နေတီတဲ့ပူပြီးတော့တေးကြနေတယ်ဗျာတယ်နော်ဒီဘွဲကတော့ပြရတယ်เนาะတကယ်ထိုက်တန်တဲ့နိုင်ဘွဲပါပဲတဲ့เนาะဘာလို့လဲဆိုတော့မခက်ခက်ခဲခဲကိုမနောက်ကနေပြီးတော့ကျွန်တော်ဒါရအောင်ကိုလိုက်ပြီးတော့ကစားထားရတာနေเนาะ Declan Rice ကမန်တော့တမန်ရသည်နေပြရတယ် Rice ကမနေ့မျိုး Lottery Coin နေတယ်မှာပါတယ်ကျွန်တော် Gabriel တော့မအဲ့လောက်မထင်ဘူးလေလောလောတင်မှာတော့ဗောနော်နှစ်ပုတ်က19%ပဲတကယ်လည်းနှစ်ပုတ်ကတအားကောင်းတာเนาะဒီဘွဲမှာ အာဆနယ်အတွက်တည်တယ်မနျူကာဆယ်အတွက်တည်တယ်မကြည့်ပဲနဲ့တပွဲလုံးချင်းနေနဲ့ကျွန်တော်ကြည့်ကြည့်တပွဲလုံးနေထားတဲ့ကြည်ကြည်နစ်ပုတ်တအားကောင်းနေတယ်မှာတပွဲလုံးနေထားတဲ့မှာနစ်ပုတ်တအားကောင်းနေတယ်မှာပါတယ်ရှုံးသွားလို့သာဒီကောင်ဘာမှသိမရခဲ့တာအမေတကယ်နစ်ပုတ်တအားကောင်းတာတော့တပွဲလုံးเนาะဂါဘရီယယ်ကတော့လို့တင်မှာ45%နဲ့ကျတို့သာเนาะဒါမှမဟုတ်တမရတယ်ပေါ့လေအနိုင်ကိုဒီပါ twin နေဆိုတော့ဒါပေမဲ့ Declan Rice ကစာလို့ပေါ့လေပါလေဂါဘရီယယ်ထက်စာလို့ချင်းအများကြီးပူပြီးတော့ကောင်းအောင် လုပ်နိုင်ခဲ့တယ်လို့ကျွန်တော်ထင်တယ် Rice တော်တော်လေးကောင်းနေတယ်မှာပါတယ် attacking မှာဆိုလို့ချင်းလည်းသူပါလေ why ရဲ့အလုံးကိုသူဖန်တီးပေးတယ် ဟုတ်တယ်မလားနော်မီကေမေရီနိုရဲ့အလုံးကိုပြီးရင်ကျွန်တော်တို့ခန်းစစ်ကိုပြန်သွားတဲ့ဟိုဂျီကောမာဖီနဲ့တယောက်ချင်းတယောက်လုံးစတူရအောင်တားတယ်ဆိုတော့ rice အနေနဲ့နော်ကျွန်တော်အဲ့ဒီနေရာကနေကျွန်တော်တို့တပွဲလုံးကစားနေရတဲ့အချိန်မျိုးမှာ rice ရဲ့ဒီဟွာကဇူမင်ဒီတို့ရဲ့ပူပေါ်တယ် a0 ထက်တော့ပူပေါ်လေးလို့ကျွန်တော်ပြောလို့ရတယ်နော်ဆိုတော့ rice ကအကောင်းဆုံးလို့ကျွန်တော်ထင်နေ Arsenal ဘက်မှာတော့ဗောနော်အဲ nip poke ကတော့တပွဲလုံးနေထိုင်တဲ့အကောင်းဆုံးလို့ကျွန်တော်ထင်နေသို့တော်လည်းပဲအာ comeback goal တွေပါတွင်းသွားတယ်ဆိုတော့အခါကျတော့လေ ကျွန်တော်ဂါဘရီယယ်ကလရော့စင်မှာပြိတဲ့အကြိုက်ဖြစ်နေတယ်ဗောလီနော်လရော့စင်ပုတ်ထားတဲ့ညီကိုတွေ3500ကျော်ရှိပါတယ်အဲ့ဒီတွေကမှဒီပွဲရဲ့ man of the match ဖြစ်ကျွန်တော်ဒါဂါဘရီယယ်ကို45%ညီမဲပေးထားတယ်နော် thank you ပါကျေးဇူးများတင်ပါတယ်ကျေးဇူးများတင်ပါတယ်ကျေးဇူးများတင်ပါတယ်အဲဆိုတော့အချိန်ကြီးကဗျာတဲ့နော်ဟိုဒီလိုမျိုးရှေ့ပွဲဒီကလေးကလူထုတ်လာရမှာတဲ့နော်လူထုတ်တာကအာတီတာနေနဲ့အဇီရိုဘာလို့ကိုနေရာမှန်မှန်ပေးတင်နေတာတဲ့ပုံမှန်ကွင်းလေ၃ယောက်ကြီး defensive midfielder ၃ယောက်ကြီးနဲ့ပဲ ပွဲထုတ်လာတာဗနော်ဘလူးမန်ကျွန်တော်တို့နော်အချီဒီမကောင်းဘူးတဲ့နော်โอเคပါတကယ်တမ်းကဗျာအမှန်တမ်းပြောလို့ရှိရင်တော့ဟိုဘလူးပြောမလဲနော်အမှန်တမ်းပြောမယ်ဆိုလို့ရှိရင်တကယ်တကယ်တမ်းကဗောနော်ရှေ့လီဗာပူးသင်းရဲ့ပွဲတို့နော်မန်ချက်စတာစီးတီးတို့နဲ့ပွဲတုန်းကလေးကအဲ့လိုပွဲထုတ်လာမှာဘာလို့လဲဆိုတော့ဗျာကျွန်တော်ပြောလို့ပဲအဲ့ပွဲပွဲပွဲပြီးတုန်းကလေးကအာဒီတာကငါတို့နိုင်နိုင်နေဟိဆိုတာတဲ့ငါတို့မရှုံးဖို့ရည်ကြည်တယ်ဟိဆိုတဲ့ပုံစံမျိုးနဲ့သူကတွားနေတာသူ့သူကစားပုံဘလောက်ပဲကောင်းကောင်းဗျာနော် တကယ်တကယ်တန်းက chance creation တွေလုပ်နိုင်တဲ့ကစားမမျိုးတွေဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်နော်ပို့ပြီးတော့ဟွာဖြစ်နေရပေးရမှာပဲဟုတ်တယ်မလားနော်အဓိကကကိုယ်အိမ်ခွင်းပြကိုယ်အိမ်ခွင်းကိုဟာပိုကောင်းတဲ့အခြေအနေတခုရှိနေတော့မှာနိုင်ပွဲရအောင်ကိုဖန်တီးရမှာပဲလေမန်ချက်စတာစီးတီးတို့ဘာလို့ရအကောင်းဆုံးအနေထားမဟုတ်တဲ့အချိန်မှာကိုယ်ကရင်ဆိုင်ကစားရတာပြသည်လားအဲအဇီကိုနေရာမှန်ထားလို့ရှိရင်ပြရတယ်နော်အူဒီကက်နဲ့နေရာထက်နေတယ်လေတဲ့နော် အူဒီကနဲ့နေရာထက်နေတယ်လေပေါ့နော်တိုးတော်လည်းပဲအူဒီကနဲ့နေရာထက်နေတယ်ဆိုတာမျိုးကကျွန်တော်တခုရှိတယ်ပေါ့နော်အူဒီကနဲ့နေရာထက်နေတယ်ဆိုတာက formation ရတော့နေရာထက်ကောင်းထက်လိမ့်မယ်ဒါပေမဲ့လည်းလို့ပေါ့နော်ကျွန်တော်ကွင်းထဲမှာတကယ်တကယ်ကစားပြီဆိုတော့ကနေရာမထောက်အောင်သုံးလို့ရတဲ့အရာတွေအများကြီးပဲအခုဆိုလို့ချင်းကျွန်တော်ထားပါတော့ကျွန်တော်နေရာမထောက်အောင်သူထားပါတော့ဗျာ SG ကိုတောင်းမမှာပွဲထုတ်လာတယ် SG ကိုတောင်းမမှာပွဲထုတ်လာလို့ touch line မှာနေရာယူခိုင်းစရာမလိုဘူးဗျာကွင်းလေ၃ယောက်မှာကျွန်တော်အနေနဲ့ OD ကပါတယ် ဦးဒီကအနေနဲ့ကျွန်တော်တို့ဒါ right 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 ဘာလဲ number 10 rule right 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 center mid မှာကစားရတယ် number 10 rule မှာကစားရတယ်ပေါ့ဆိုတော့ ქვენ လေကလည်း zubemini နဲ့ rice ကပါမရမယ်ပေါ့နော်အဲ့လိုပွဲထုတ်လို့ဆိုပြီးတော့အစီကိုသူ့နေရာအမှန်ထားကစားပြီးစရာပြီးလို့မရတော့ဘူးလို့ကျွန်တော်တို့ဆိုလို့လို့မရဘာကြောင့်လဲဆိုတော့ तू ကအစီနဲ့ဦးဒီကကိုတပြိုင်နဲ့ပွဲထုတ်လို့ရတယ်တပြိုင်နဲ့ပွဲထုတ်ဒါပေမဲ့ပြဿနာကအာတီတာသွားခြင်းနဲ့ပုံစံက तू က touch line winger ကိုလေ तू ကအားကိုးခြင်းသေးတာနော်တောင်မန်ကနေပြီးတော့ကျွန်တော်ထားပါတော့ဗျာဒီ တောင်မန်ကနေပြီးတော့ touch line မှာတောင်မန်တယောက်ကဘယ်လိုပြောမလဲလုံးဝ line မှာနေပြီးအဲ့ကနေရိုက် crossing တွေတော့ဒါမှမဟုတ်သွားနေတာသို့တော့အဲ့လိုမသွားလို့ရအခုဒီပွဲဆိုကျွန်တော်တို့ကြည့် touch line မှာဘယ်ချမ်းမှာဘယ်သူနေရယူလဲ color fury နေရယူနေရတယ် color fury နေရယူနေရတဲ့အချိန်မှာအထဲကိုဆွဲဝင်လာတာဒီအထဲကိုကျွန်တော်ဘောနော်ကျွန်တော်ဒါ inverted လောက်လာတာဒီနော်အထဲကျွန်တော်တို့နေနေဒီ head space ကိုဝင်လာတာဒီ crosser ပဲပြဿနာက AZ ကိုအဲ့လိုတောင်မန်ဒီမှာထားသုံးရင်တောင်မန်ကစားမတယောက်နေနေ AZ ကိုပွဲထုတ်လာရင် तू အစွန်ကြီးပဲနေခိုင်းတာ ကလာဖျူရီတို့လူစ်ကယ်လီတို့ကိုပဲသူက head space မှာသွားခိုင်းတာဘာလို့လဲတော့မသိဘူးเนาะတကယ်တကယ်တန်းကအခုလက်ရှိဒီပွဲလိုမျိုးပဲကလာဖျူရီတို့ဘာလို့ကိုအစွန်မှာတုံးလာတယ် test line မှာနေရာယူခိုင်းလိုက်ပြီးရင်ကျွန်တော်တို့ AG ကိုတောင်ပန်ကနေပြီးတော့အထက်ကိုကျွန်တော်တို့ inverted လုပ်ခိုင်းပြီးတော့ဒီဘက်မှာ OD ကဒီဘက်မှာ AG ဆိုပြီးတော့သူတို့နောက်မှာ rise နဲ့ superman ဒီเนาะ test line ဒီမှာဒီဘက်မှာ slow ရှင်ကျွန်တော်တို့ကဘူပြောမလဲဒီ color fury ရှိမယ်ဗျာ over chain မှာကျွန်တော်စာကားတို့ဘာလို့ရှိမယ်ဒါမျိုးသူသွားလို့ရတယ်ပြဿနာက तू ကတောင်းမန်မှာဆိုလို့ရှိရင် तू က touch line winger ကိုပဲတုံးကျင်တဲ့အနေထားမှာရှိတယ် နော်အဲ့ဒါကြောင့်ပဲ SC ကိုမတုံးတာလို့ကျွန်တော်ထင်တယ်တကယ်တမ်းက SC ကိုကျွန်တော်အနေနဲ့ပေါ့နော် UD ကကောနှစ်ယောက်စလုံးကိုတပြိုင်တည်းပို့ပြီးတော့တုံးလို့ရတဲ့အနေအထားမျိုးဗျအဲဆိုတော့နော်ဆိုတော့လက်ရှိတော့တယ်ကျွန်တော်တို့ပေါ့နော်လက်ရှိတော့တယ်ကျွန်တော်တို့ထားပါတော့ number 10 room မှာဗျတယောက်ကိုပဲယူရမယ်ဆိုလို့ရှိရင်ခင်ဗျားတို့လက်ရှိမှာဘယ်သူ့နေရာယူမိလဲနော်ဆိုတော့ခဏလေးနော်ခဏလေးကျွန်တော်ကျွန်တော်လက်တော့တယ်ပုတ်လို့လာအောင်မနော်ခင်ဗျားတို့တကယ် all right เอ่อ number 10 room มาဆိုဘယ်သူဟာပို့ပြီးတော့ဖြစ်တင်နေတယ်เนาะอืมโอเคเนาะထားပါတော့အဲ့လိုမျိုး เนาะ number 10 room มาဆိုရင်ပြာကဲเนาะထားပါတော့เนาะထားပါတော့ကျွန်တော်အနေနဲ့เนาะ SEO တောင်းမှာသွဲတုံးလို့မရဘူးနေရာထက်နေတယ်ပဲကျွန်တော်ထားပါတော့เนาะ SEO တောင်းမှာတုံးလို့မရဘူးအချိန်ကြီးမကောင်းဘူးပေါ့ okay ဆိုတော့ number 10မှာနှစ်ယောက်ထဲကတက်ဒါဒါပွဲတွေကများတဲ့အတွက်နှစ်ယောက်စလုံးကတော့အကူစီအေးပါတယ်ပေါ့เนาะသို့တော်လည်းပဲနှစ်ယောက်ထဲကကျွန်တော်တို့ဒါတစ်ယောက်ကိုပဲ အာတီတာအနေနဲ့ပွဲထုတ်သုံးရမယ်ဦးစားပေးပွဲထုတ်သုံးရမယ်ဆိုရင်ဘသူကို first choice ပဲကျွန်တော်ထားတယ်ခိုးကောင်ကတော့ captain ပေါ့လေ captain ဆိုတော့အမပါမှာပဲတိလာအကယ်လို့အစီကောအူဒီကကောနှစ်ယောက်စလုံးကိုသုံးမယ်ဆိုရင်ဝင်ဂါစတယောက်ကိုထုတ်တာပဲသူရှိတာပဲအဓိကကဗျာအဲဝင်ဂါစတယောက်ကိုထုတ်ပြီးတော့အစီကိုသုံးတာမမှားဘူးเนาะဒါပေမဲ့လို့ तू အစီကိုအဲ့လိုသုံးလာပြီဆိုလို့ရှိရင်နေရာ shift လုပ်တဲ့အနေထားကအစီရဲ့ဆွမ်းဆောင်ရေးအပြည့်အဝမရဘူးဖြစ်နေတာကတော်တော်လေးတိုင်ပက်တယ်เนาะ အဲဆိုတော့ man of the match ကတော့ဒိုင်လူကြီးပါဗျာတယ်နော်ဟိုရီနော် OD ကပဲပေါ့ဗျာတယ်နော်အဲဒီနေ့ကားတယ်နော်ဗာလေဒီနေ့ MLS ကိုပေးလိုက်တဲ့အလုံးကိုပဲကြည့်လိဗျာတပွဲလုံးအဲ့လိုပေးမဲ့သူမရှိအကုန်ဆင်ပြေးနေတာတယ်နော်ကျွန်တော် Artida ကိုမကြိုက်သေးတာကားတဲ့ Victor Yogres ကိုကစားကွက်တယ်မထည့်နိုင်သေးတာတဲ့ပွဲတိုင်းတယောက်တည်းဖြစ်နေတာတယ်နော်အဲသူကတော့ဘယ်လိုပြောမလဲ Victor Yogres ကလည်းအမှန်တမ်းပြောရင်သူ့စီကိုတကယ်တကယ် chance တွေလည်းမပေးနိုင်ကြဘူးလေဗျာ မပြီးနိုင်ကြဘူးလေတကယ်တမ်းတွေးကြည့်ပါလားဗီဒီယိုခရစ်ကန်ခွင့်နေကျွန်တော်ပနေချင်းရခဲ့လေပင်နေဒီရလို့ညီပါဖြစ်ခဲ့တဲ့အလုံးတောင်မှတွေးကြည့်ရင်ဟူကွန်နေရဲ့ miss pass ကြောင့်ကျွန်တော်ဖြစ်တာပြောသေးလားအမှားကြောင့်ကျွန်တော်ဖြစ်တာအခွင့်အရေးတွေဖန်တီးတယ်ဆိုရင်ဒီကောင်ကူးသွင်းနိုင်တာပဲလေကျွန်တော်တို့ SC ပေးပြီးတော့ဒီကောင်ယိုခရက်သွင်းသွားတဲ့လုံးဆိုကျွန်တော်ကြည့်ပါလားဘယ်ပွဲလဲအဲ့ဒါ lease နဲ့ပွဲလား lease ကို 5Z နဲ့နိုင်တဲ့ပွဲလားဘယ်ဘယ်ပွဲဘယ်ပွဲတုန်းနိုင်သွားတယ်လေနင်အဲ့လိုသွင်းသွားတဲ့လုံးတွေကျွန်တော်ကြည့်ပါလားဆိုတော့တိုက်စစ်မှုဆိုတာတော့ကူးသွင်းနိုင်မှုတွေကိုအခွင့်အရေးကလည်းဖန်တီးပေးနိုင်မှုလိုတာကိုအခုဒီပွဲမှာဆိုလို့ရှိရင် ထရော့ဆာတို့ဘာလို့ကန်နေလုံးနေတိုင်နေပါလိမှန်ပြီးတော့ထွက်ခဲ့တဲ့လုံးနေဆိုလို့ရှိရင်အာဗီတန်ယိုကရက်စီကဟိုးတဲ့ပလေးကနေလာတယ်လို့ကျွန်တော်ပြောလို့ရတယ်အဲဒါမျိုးတွေပေါ့နော်တိုက်စေးကဒီညမှာဒီဘက်ခင်မှာတော့လေဂိုးကြီးပဲထိုင်သွင်းခြင်းလို့မရတော့ဘူးပေါ့နော်ကျန်တဲ့ contribution တွေပါလိုက်ပြီးတော့လုတ်ပေးဖို့တော့ကျွန်တော်လိုလာပြီပေါ့လေတူတော်လည်းပဲကျွန်တော်တို့ RT ဒါနေနဲ့ဒီပရာသာပြောလို့ပဲဖြည်းဖြည်းချင်းတော့အန်ဝင်ခွင့်ချဖြစ်ဖို့တော့လိုတာပေါ့တူတော်လည်းပဲ तू ကတောင်မန်အစွန်နေကနေပြီးတော့ဘောလုံးကိုသွားခြင်းနဲ့ crossing နေပေးခြင်းနဲ့ ပြဿနာကအဲ့ crossing ပေးရင် center zone မှာ crossing ပေးတာနဲတဲ့ Arsenal က Arsenal က crossing ပေးရင်အမြဲတမ်းဆန့်ကျင်ဘက် back post ကိုပဲသူတို့ပေးတာ။ Saka ဘက်ကနေပြီးတော့ဖြစ်တင်ပေါ်ပေးမယ်ဆိုရင်တည်ကြတဲ့ near post ကိုမပေးဟိုးဘက်တောင်းက post ကိုပဲအပေါ်ဂိုးတိုင်နားကိုပဲလှလှမ်းပေးတာ။ Trossard တို့ဘက်ကကျွန်တော်တို့ဖြစ်တင်ပေါ်ပေးမယ်ဆိုရင်ဟိုးဘက်တိုင်ကိုပဲကျွန်တော်တို့လှလှမ်းပေးတာ။ near post တွေ central zone တွေကိုကျွန်တော်တို့ဖြစ်တင်ပေါ်ပေးတာကနဲတဲ့။အဲ့တော့ခေါင်းတိုက်ရတဲ့သူအများစုက ကျွန်တော်တို့ဘနော်ဥပရိယနဲ့ကွင်းလင်ကစားမတွေပဲဖြစ်နေတယ်ဗျ။နောက်ကတက်လာတဲ့ကွင်းလင်ကစားမတွေပဲကျွန်တော်တို့ဖြစ်နေတာ။စာကာတို့ဘက်ကပြီးမယ်ဆိုရင်ဒီဘက်ကတက်လာတဲ့ rice တို့ဘာလို့ကျွန်တော်ဖြစ်နေတယ် trosser တို့ဘာလို့ဖြစ်နေတယ်။ဟောပြီးလို့ရှင်ဒီ trosser တို့ဘက်ကပြီးရင်ကျွန်တော်ဒီဘက်ကတက်လာတဲ့ဒါပေမဲ့ merino ပဲဖြစ်ဖြစ် udi cap ပဲ zubermendi ပဲဖြစ်ဖြစ်နော်စာကာပိတ်ဖို့ပဲအဲ့လိုမျိုးတွေဖြစ်နေတယ်။ central zone မှာတော့ကျွန်တော်တို့ဒါလွတ်နေတာပေါ့လေ။ဆိုတော့တော့ဒီ arsenal ပြည်သက်တွေထဲမှာတော့ကျွန်တော်တို့ဒါ OD ကကပို့ပြီးတော့เนาะနံပါတ်နံပါတ်10မှာ first try ဖြစ်တင်နေဆိုပြီးတော့ကျွန်တော်ပို့ပေးထားကြတယ်ကျွန်တော်ဒါ6ဝါကျော်ပို့ပေးထားကြတယ်ကျွန်တော်95ပေါ့เนาะ45 55ဆိုတော့အဲ့လောက်တော့မကွဲဘူးเนาะအင်းကျေးဇူးများကြီးပါတယ်ကျေးဇူးများကြီးပါတယ်ဆိုတော့ကျေးဇူးများကြီးပါတယ်စစ်တမန်เนาะကျေးဇူးများကြီးပါတယ်ညောင်စလုံးကိုပို့သွားကြတယ်ဗျာညောင်စလုံးကတုံးလို့ရတယ်မရဘူးမဟုတ်လေညောင်စလုံးကတုံးလို့ရပါတယ်เนาะအဓိက Artida ရဲ့ကျွန်တော်ဒါ formation မဟုတ်ဘဲနဲ့ဒါ imposition မှာသူတို့ဘလို့ကစားမားတွေကိုနေရာပေးတယ်လဲဆိုတော့အနေထားမှာလဲကျွန်တော်ဘာလို့မူတီတာပေါ့နော် နံပါတ်10ရူတွေကကျွန်တော်ပေါ့နော်ဘယ်သူပဲဖြစ်ဖြစ်ဒါနှစ်ယောက်တွေကကျွန်တော်သုံးနေကြပြီဒီဝက်ခင်မှာကပြည်တယ်မလားအခုလေးကြီးမန်ချက်စတာစီးတီးတို့လည်းကျွန်တော်ဒီတိုင်းပဲပြောရှင်ကျွန်တော်ပေါ့နော်ဒီလာအဲဗါလ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 ဲဒီလီဗာပူးတင်းတို့ကျွန်တော်ဒီတိုင်းပဲဆိုတော့ကစားမတွေက position တစ်ခုတည်းမှာပဲမနေတော့ဘူးပြောတည်တယ်နော်ပေပါဘောကပေပါဘောက formation နဲ့တကယ်တကယ်ကစားတဲ့ system တွေကဘာမှမဆိုင်ဘူး formation ဆိုတာက system တစ်ခုရဲ့ကျွန်တော်ဒါအစိပ်ပိုင်းတစ်ခုပဲကျွန်တော်ရှိတာ formation က system တစ်ခုလုံးကိုကုစားမပြူဘူး အဲ့တော့ formation ပေါ်မှာဒီကောင်ကတောင်မန်ဆော့ရင်ဆော့လိမ့်မယ်เนาะဒါပေမဲ့လူတကယ်တကယ်ဝင်လာတဲ့အခါ number 10နှစ်ယောက်တို့เนาะ hash space ဒီမှာ occupy occupy လုပ်တဲ့ player နှစ်ယောက်တို့ဆိုတာအများအနေကျွန်တော်ရှိပြီးသားအဲ့တော့ formation နဲ့ကျွန်တော် formation မှာ number 10တယောက်ပဲပါလို့တကယ်တကယ်ကွင်းထဲမှာကစားတဲ့အခါမှာလည်း number 10တယောက်ထဲနေတယ်လို့ကျွန်တော်မထင်လိုက်နဲ့เนาะကျွန်တော် Chelsea မှာဆိုလို့ရှိရင်လည်း box midfield ပုံဖော်တဲ့အခါမှာ number 10ကျွန်တော်နှစ်ယောက်ရှိတာပဲအန်ဇိုကပြည့်တက်သွားတယ်လို့ပြည့်တက်သွားတဲ့ကွက်လက်ကိုကျွန်တော်တို့က full back တယောက်ကဖြည့်ပေးရတယ်လို့ဒါမျိုးတွေကျွန်တော်လာတာ နံပါတ်10ကွင်းလေမှာကျွန်တော်တို့ဖိုဒီဘယ်လိုပြောမလဲပေပါပေါ်မှာတယောက်တည်းထည့်လာလို့ဆိုပြီးတော့နံပါတ်10ရို့မှာတယောက်တည်းကစားနေတယ်ကျွန်တော်မထင်နိုင်နဲ့เนาะအားလုံးကကျွန်တော်အနေနဲ့ high speed ဒီမှာနေရာယူမဲ့ကစားမားတွေကျွန်တော်တုံးနေကြပြီနံပါတ်10ရို့မှာနေရာယူကစားတဲ့ဒီမှာ2ယောက်2ယောက်ကျွန်တော်တုံးနေကြပြီเนาะ အစီကတဲ့နံပါတ်10မှာကောင်းတာမှန်ပေမဲ့တဲ့နော်အဲကိုတင်းကလက်ဖွင့်တွေကိုပြင်ကြည့်ရမှာဗျာတဲ့အစီလောက်လက်ဖွင့်လက်ဖွင့်မဲ့နော်အန်လီယံမှာမကောင်းကြဘူးတဲ့ OD ကကကြနေတာဆိုပေမဲ့လို့နံပါတ်10ရဲ့လုံနောက်ပဲတဲ့နော်ညာချန်းက link get try ကတော်တော်လေးလုတ်ဖြစ်တဲ့တယ်မှာပါတယ်တဲ့နော်အမှန်ပါရေနော် thank you ပါ thank you ပါကျေးဇူးများကြီးပါတယ်ကျေးဇူးများကြီးပါတယ်ကျေးဇူးများကြီးပါတယ်အဲပြောင်းပြီးတော့အားပေးသမှာပြားတဲ့အာစနယ်ကိုတဲ့နော်နီ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 ဆက်သမားနော်ကိုကိုနီကိုကိုနီငါလုံးမပဲကိုကိုနီကိုကိုနီကိုကိုနီရေလူနော်ကိုကိုနီ ဆိုတော့ခြေတိမိုင်းတွေမှာလည်းနော်ခြေတိမိုင်းတွေမှာလည်းဆိုတော့ကျွန်တော်ကြည့်ရင်ဂျူတွေကျွန်တော်တို့ဒါ3000ကြီးပါရှိပါတယ်အားလုံးကိုကြည့်ကြပါ channel လေးကို subscribe နဲ့တူဆိုရင်နေပြီးတော့တောင်းဆိုပါတယ်ဆိုတော့ဒီနေ့ပွဲမှာကျွန်တော်ဘောနော်ဒါအပြောင်းလဲဖြစ်စေခဲ့တာတွေကဘာတွေလို့ကျွန်တော်တို့ထင်ကြလဲဆွေးနွေးကြပါဘောအားလုံးကိုကြည့်ကြပါဆိုတော့မနေ့ပြန်ဗီဒီယိုလေးတွေမှာကျွန်တော်ပြန်ပြီးတော့တွေ့ကြပါမယ်အားလုံးကိုကျေးဇူးပါ